ဇန်နဝါရီလဆန်းပိုင်းမှာ1350ကျပ်ဝင်းကျင်နဲ့ဈေးညိနေခဲ့တဲ့ပြည်တွင်းဒေါ်လာလဲနှုန်းဟာဒီကနေ့ဇန်နဝါရီလဒုတိယပတ်ဇန်နဝါရီလ10ရက်နေ့မှာ1390ကျပ်ဝင်းကျင်ကိုပြန်လည်မြင့်တက်လာခဲ့သလိုအခောက်ရွှေဈေးကလည်း7သိန်း6000ကျော်ကိုပြန်လည်မြင့်တက်လာခဲ့ရလို့ဈေးကွက်အတွင်းကနေသိရှိရပါတယ်ပြည်ရင်းဒေါ်လာငွေလဲနှုန်းဟာဒီဇင်ဘာလလေလောက်မှာစံချိန်တင်မြင့်တက်မှုတွေဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်ဇန်နဝါရီလဆန်းပိုင်းမှာ1350ကျပ်ပတ်ချာလဲနဲ့အယောင်းဝယ်ဖြစ်နေခဲ့ပြီးအနေဆုံးဈေးအဖြစ်ဇန်နဝါရီလ3ရက်နေ့က1346ကျပ်ဝန်းကျင်ကိုရောက်ရှိခဲ့ပါတယ် အခု January လဒုတိယပတ် January လ9ရက်နေ့ဆယ်ရက်နေတွေမှာတော့ပြင်ပဒေါ်လာလဲနှုန်းတရရိပ်ပြန်လည်မြင့်တက်လာခဲ့ပါတယ်။ January လ9ရက်နေ့မနက်ပိုင်းကဒေါ်လာကို1355ကျပ်ဝန်းကျင်ရှိခဲ့တဲ့ဒေါ်လာလဲနှုန်းဟာညနေပိုင်းမှာတော့1380ကျပ်ဝန်းကျင်အထိမြင့်တက်ခဲ့ပါတယ်။ဒီကနေ့ January လ10ရက်နေ့မနက်ပိုင်းမှာတော့ဒေါ်လာကို1368ကျပ်ဝယ်1369ကျပ်အယောင်းနဲ့အယောင်းဝယ်ဖြစ်ခဲ့ပြီး နေ့လယ်ပိုင်းမှာတော့1365ကျပ်ဝယ်1366ကျပ်အယောင်းနဲ့ရောင်းဝယ်ဖြစ်ခဲ့ကောင်1365ကျပ်နဲ့1380ကျပ်ကြားမှာပဲအယောင်းဝယ်ဖြစ်နေကြတယ်လို့နိုင်ငံတကာငွေကြေးစည်းကွက်အတွင်းကနေသိရှိရပါတယ်အခုလိုမျိုးပြည်ရင်းဒေါ်လာလဲနှုန်းမငြိမ်မသက်ဖြစ်နေတဲ့ပုံမှာလဲမော်တော်ယာဉ်ထုတ်လို့ရင်းနဲ့ဖြန့်ပြူရောင်းချရတဲ့တင်တူကထောက်ဥယျာဉ်မြောင်ကအခုလိုပဲသုံးသပ်ပေးထားပါတယ်ဒေါ်လာဈေးကတော့ဟောဘာဖြစ်တော်တော်များတော့ဒေါ်လာဈေးဟိုအနှိမ့်ကိုပေါ့နော် ဒီလိုချင်ကြတာပေါ့ဒါ import သမားပေါ့နော်ဒါမြန်မာနိုင်ငံမှာ export နဲ့ import ရှိတာပေါ့ဒီဒီငွေလဲလွယ်မှုနှုန်းနှားနဲ့ပတ်သက်လို့ပေါ့နော်ဒါ import သမားကျတော့ကိုလိုကားတင်းတွေပါတယ်နောက်ဒီအစားတောက်ကုန်တို့ဒီဒီ73စီတို့ဒီနိုင်ငံခြားနေပြီးပစ္စည်းတွေတဲ့လူတွေကဒီဒေါ်လာဈေးဤတက်တယ်ဆိုလို့ရှိရင်တော့ဒါဟို cost ကပေါ့နော်မြန်မာငွေတန်ဖိုးကပိုပြီးတော့များသွားတာပေါ့အရင်များသွားတာပေါ့နော်ဆိုတော့စားသုံးသူတွေလည်းဈေးကြီးပေးခွဲရတာပေါ့နော်ဒါတော့ဒီလူတွေကတော့ဒါဒေါ်လာဈေး ေးတက်တာမကြိုက်ဘူးပေါ့နော်ဒါဆိုလားဈေးတန်ကုန်စင်းလုံးကြီးမြင့်မယ်လို့ရှိတာပေါ့နော်ဆိုတော့နောက်ဒီပိုင်းနဲ့ပြန်ပြီးသုံးသပ်လို့ရှင်တယ်ဗာလဲဆိုတော့ export ပေါ့ဒီကနေပြပပို့ကုန်ပေါ့ပို့ကုန်ကကြာကိုယ်နိုင်ငံနေတာရောင်းရတဲ့ဖြစ်တဲ့အတွက်ဒေါ်လာငွေနဲ့ရောင်းရတာဖြစ်တဲ့ဒေါ်လာဈေးတက်တယ်ဆိုရင်တော့ဒါဒီပို့ကုန်တမားတော့ပတ်စံပို့ရတာပေါ့နော်များများပို့ရတယ်ဆိုတော့အလုံးအပိုင်းတွေရှိတယ်နောက်တစ်ခုကဗာလဲဆိုတော့ဒီ foreign investment ပေါ့ဟိုနိုင်ငံခြားကနေပြီးတော့ဂျင်းနီးမြုံနံမဲ့ဒီ joint venture company အကြီးတို့ တခြားဒီ investor အကြီးကြီးရပေါ့နော်ဒီစက်ရုံကြီးကြီးမားမားဒီဟိုအလုပ်သမားထောင်ထဲချီပြီးတော့တော့ invest လုပ်ချင်တဲ့ဒီဟို euro producer several company ကလူကြကြပါဖြစ်လဲဆိုဒီဒေါ်လာဈေးကိုသူတို့ကကြတော့ဟိုထက်တက်စေချင်တယ်ဟိုမှာထောင်ဟောင်း400ထောင်း450အဲ့လောက်ဖြစ်မှာသူတို့ကကြိုက်မယ်ကြိုက်မယ်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ သူတို့ကဒီဒေါ်လာဈေးနဲ့ဒီဒီတနည်းကိုဒီလောက်ခလာစာနဲ့စားလိုက်လို့ဆိုလို့ရှိရင်ဒါသူတို့ဟိုသူတို့ပေးနိုင်တဲ့အနေထားကတနည်းကိုဒေါ်လာ60ပတ်ချလဲလောက်ပဲရှိတာပေါ့နော်လေးပါကဆိုတော့အဲ့လိုမျိုးဒေါ်လာတနည်းကိုလေးပါကဒေါ်လာ60ဖြစ်ဖို့ကဒေါ်လာဈေး1400လောက်ရမှသူတို့နေရာလဲ invest လုပ်နိုင်မယ်သူတို့တစ်ဘက်ကလည်းကန့်လန့်တာမျိုးတွေရှိတာပေါ့နော်ဒေါ်လာဈေးကအဲ့လိုမျိုး balance တော့မငြိမ်ဘူးပေါ့ဆိုတော့လက်ရှိဖြစ်ပေါ်နေတဲ့အနေထားမှာတော့ဒီဒေါ်လာဈေးမြင့်တက်တယ်ဆိုလို့ဆိုလို့ရှိရင်တော့ဒီကုန်စည်နှုန်းကတော့လက်ရှိဒီ ဒီစားသုံးသူကတော့ဒါထိခိုက်တာတော့အမှန်ပဲပေါ့နော်တစ်ဖက်ကလည်းပဲဒီဒေါ်လာဈေးမြင့်တက်မှပဲဒီ foreign investment တွေဒီ export လုပ်ငန်းတွေကလည်းပဲပို့ပြီးတော့ကောင်းမွန်လာမှာဖြစ်တာပေါ့နော်အဲ့လိုမျိုးနှစ်ဖက်အခုအနေနဲ့မျှပြီးတော့ဒါသုံးသက်ပါတယ်ကမ္ဘာဒေါ်လာဈေးကတော့ဒီကနေ့ဇန်နဝါရီလ10ရက်နေ့မှာအညွန့်ငွေ1.3ပွိုင်းရှိနေခဲ့ပါတယ် ်မြန်မာနိုင်ငံတော်ဗဟိုပိုင်းရဲ့တက်မှတ်ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကတော့ဒီနေ့ဇန်နဝါရီလ10ရက်နေ့မှာဒေါ်လာကို1355ကျပ်တက်မှတ်ပေးချပြီးဂျမနီကထက်5ကျပ်တုံးမြင့်တက်မှတ်ပေးထားတယ်လို့သိရပါတယ်ပြင်းမဒေါ်လာလိမ့်တော့ဇန်နဝါရီလ9ရက်နေ့ဆယ်ရက်နေတွေမှာပြန်လည်မြင့်တက်လာခဲ့သလိုပဲပြည်ရင်းအခောက်ရွှေဈေးဟာလည်းဇန်နဝါရီလ9ရက်နေ့မနက်ပိုင်းမှာအခောက်ရွှေတစ်ချပ်သားကိုကျပ်8,5500ကျပ်ရှိခဲ့ပြီးဂျမန်နေ့ညနေပိုင်းမှာတော့ 73,000ထိမြင့်တက်ခဲ့ကောင်ဒီကနေ့ဇန်နဝါရီလ10ရက်နေ့မှာတော့အခောက်ရွှေတစ်ကျပ်သားကို73,000ထိမြင့်တက်ခဲ့တာဖြစ်ပါတယ်။ကမ္ဘာရွှေကမှလည်းရွှေစည်းဟာဇန်နဝါရီလ9ရက်နေ့ကကမ္ဘာရွှေတအောင်စကို1,195ဒေါ်လာရှိခဲ့ရကနေညနေပိုင်းမှာတော့တအောင်စကိုဒေါ်လာ1,189ထိရှိခဲ့ပြီးဒီကနေ့ဇန်နဝါရီလ10ရက်နေ့မှာတော့ကမ္ဘာရွှေစည်းတအောင်စကို1,185ဒေါ်လာထိမြင့်တက်ခဲ့လို့သိရပါတယ်။